မတ်လ28ရက်နေ့ကလှုပ်ခတ်ခဲ့တဲ့အင်အားပြင်းကလေးဟာဧပြီလ9ရက်နေ့အထိဆို10ရက်မြောက်ရှိလာပြီဖြစ်ပါတယ်။ဒီကနေ့ဧပြီလ9ရက်နေ့မှာရရှိထားတဲ့ငလင်သတင်းတွေအကြောင်းသိရဖို့သတင်းရယူတင်ဆက်နေတဲ့ DVB သတင်းတာမဝွေဝေကိုဓာတ်ရိုက်ဆက်သွယ်မေးမြန်းသွားပါမယ်။ဟုတ်ကဲ့မင်္ဂလာပါမဝွေဝေရေဒီကနေ့ဧပြီလ9ရက်နေ့အထိရရှိထားတဲ့ငလင်ချောင်းထိခိုက်တိုက်စုံတန်ရာရသူစီးရင်တွေကိုအရင်ဆုံးပြောပြပေးပါအောင်ခင်ဗျာ။ အဟုတ်ကဲ့ပါဒီကနေ့ဧပြီလ9ရက်နေ့ထိပေါ့နော်အညနေ9:00နာရီထိ DBB ကကောက်ယူရရှိထားတဲ့ဆင်းရီယာဆိုလို့ရှင်တင်ဆုံးသူဟာ4335ဦးထိရှိလာပြီဖြစ်ပါတယ်ထိခိုက်ဒဏ်ရာရရှိသူကတော့6588ယောက်နဲ့ပျောက်ဆုံးနေသူက210ရှိနေပါပြီအဲ့ဒီထဲမှာကယ်ဆယ်ရရှိသူကတော့653ဦးရှိလာပြီဖြစ်တယ်လို့သိရပါတယ်ဒီချက်လက်တွေကတော့ DBB ကလလန်းမိသလောက်ကောက်ယူရရှိထားတဲ့ဆင်းရီဖြစ်ပြီးတော့မြေပြင်မှာကတော့ရှောက်ဖွေကယ်ဆယ်ရေးတွေဆက်လက်ပြုလုပ်နေတာဖြစ်တဲ့အတွက်ကြောင့်ကိန်းကနေကတော့အနည်းငယ်ကောက်ဟနိုင်တယ်လို့သိရပါ ါရရှင်ဟုတ်ကဲ့ပါဒီနိုင်ငံတကာအကူအညီကယ်ဆယ်အဖွဲ့တွေနဲ့ထောက်ပံ့ပေးနေတဲ့အခြေအနေကရောဘယ်လိုရှိလဲဗျ အဟုတ်ကဲ့ပါဒီမြမငလျင်ဘေးအတွက်ပေါ့နော်ရောက်ရှိနေပြီဖြစ်တဲ့ဒီထိုင်းရေးပေါ်ကယ်ဆယ်ရေးအဖွဲ့နှစ်ကနေပြည်တော်ကနေပြီးတော့မန္တလေးကိုဒီကနေ့ဧပြီလ9ရက်မှာရောက်ရှိနေပါတယ်အဲမန္တလေးမှာလည်းဒီ Sky Villa ပြိုကျောင်းမှုတွေကိုမြေပြင်မှာကွင်းဆင်းပြီးတော့လေးလာမှုတွေလည်းပြုလုပ်နေပြီးတော့သူတို့ဆက်လက်ရှောက်ဖွေရေးတွေကိုလည်းပြုလုပ်သွားမယ်လို့သိရပါတယ်အနောက်တစ်ခုကတော့ဒီနော်ဝေးနိုင်ငံကငလျင်တင့်ပြည်သူတွေအတွက်ပေါ့နော်ဒီနော်ဝေးဒေါ်လာခရိုနာအတန်း30ထပ်မံထောက်ပံ့ပေးသွားမယ်လို့ဒီနော်ဝေးနိုင်ငံခြားရေးဝန်ကြီးရုံးကလည်းထုတ်ပြန်ပါတယ်ဒါကဒီနော်ဝေးနိုင်ငံရဲ့ဒုတိယ က်ချိန်မြောက်ထောက်ပံ့မှုဖြစ်ပြီးတော့ပထမဆုံးကတော့ဒီကုလသမဂ္ဂနဲ့ချက်ချင်းဒီအဖွဲ့တွေကိုလည်းထောက်ပံ့ပေးထားတယ်ပေါ့နော်။ဒါတွေအားလုံးကြည့်လိုက်မယ်ဆိုရင်မြန်မာငွေလင်းအတွက်နော်ဝေးနိုင်ငံကခရိုနာငွေ105တန်းထိထောက်ပံ့ပေးသွားမှာဖြစ်ပါတယ်။အော်နောက်တစ်ခုကတော့ဒီကနေဒါနိုင်ငံပေါ့။ကနေဒါနိုင်ငံကတော့ဒီလူသားစာနာအကူအညီနဲ့ပတ်သက်ပြီးတော့အမေရိကန်ဒေါ်လာ6သမ9တန်းပေးရသွားမယ်လို့သိရပါတယ်။အော်နောက်ထပ်ဒီအိန္ဒိယနဲ့ပါကစ္စတန်နိုင်ငံတွေကလည်းထောက်ပံ့ရေးပစ္စည်းတွေကိုဒုတိယတစ်ကြိမ်ထပ်မံပေးရသွားတယ်ပေါ့နော်။ပထမတစ်ခေါက်ကတော့ဒီအရေးပေါ်အကူအညီပစ္စည်းတွေနဲ့အစားအသောက်တွေပါပါတယ်။ ်။ဒီတစ်ခေါက်မှာတော့ဒီအမိုးကားတွေ၊ဆောင်းတွေနဲ့ဒီဆေးဝါးတွေအဓိကပါဝင်သွားမယ်လို့သိရပါပါရှင်။ ။အော်နောက်ဆုံးတစ်ခုကတော့ဒီငလျင်လှုပ်ခတ်ပြီးနောက်နေမှာပဲရောက်ရှိလာခဲ့တဲ့စင်ကူနိုင်ငံကကယ်ဆယ်ရေးအဖွဲ့တွေပေါ့နော်။အော်သူတို့ကဒီနေပြည်တော်နဲ့ပျော်ပွဲမြို့တွေမှာပေါ့နော်ရှာဖွေကယ်ဆယ်ရေးတွေပြုလုပ်ခဲ့ပြီးတော့အမနေ့ကဧပြီလ6ရက်နေ့မှာပဲဟိုပြန်မှုပြင်ဆင်နေပါတယ်။သူတို့တွေကဒီရှာဖွေကယ်ဆယ်ရေးမှာအသက်ရှင်လျက်လူတွေကိုလည်းကယ်ဆယ်ပေးနိုင်ခဲ့ပါတယ်။အဒီအဖွဲ့ကမနေ့ကဟိုပြန်မဲ့ရက်မှာပဲပေါ့နော်။သူတို့တုံးခဲတဲ့ရှာဖွေကယ်ဆယ်ရေးပစ္စည်းတွေတဲကအမျိုးအစား17မျိုးကိုဒီမိသက်ဦးစီးဌာနကိုလည်းပေးအပ်လှူဒါန်းသွားတယ်လို့သိရပါတယ်ရှင်။ ဟုတ်ကဲ့တခြားငလင်နဲ့ပတ်သက်လို့ထူးခြားတဲ့သတင်းတွေရှိရင်ပြောပြပေးပါအောင်ဗျာဟုတ်ကဲ့ပါတခြားထူးခြားသတင်းတွေဆိုရင်တော့ဒီမန္တလေးမြို့ပါပေါ့နော်ဒီ Sky Villa ပြိုကျောင်းမှုကနေပြီးတော့ဒီကနေ့ဆက်လက်ရှာဖွေခဲ့ကြရမှာတော့ဒီရုပ်လောင်း၁၀လောင်းကိုရှာဖွေတွေ့ရှိခဲ့ပါတယ်အဲ့ဒီထဲမှာဒီအမျိုးသမီးရုပ်လောင်း၁၀လောင်းနဲ့ကလေးငယ်၂ဦးပါဝင်တယ်လို့သိရပါတယ် ဲ့ဒါကဒီနေ့ဆယ်ရက်နှစ်မြောက်တဲ့အထိပေါ့နော် Sky Villa ကရှာဖွေကယ်ဆယ်ရတဲ့ရုပ်လောင်းတွေကစုစုပေါင်း60ကျော်လာပြီဖြစ်တယ်လို့ဒီမိသက်ဦးစီးဌာနရဲ့ထုတ်ပြန်ချက်တွေအရသိရပါဗျ။အော်နောက်ထပ်သတိထားရမယ့်သတင်းတစ်ခုကတော့ဒီလာမယ့်24နာရီအတွင်းပေါ့နော်ငလင်တန်တဲ့စကိုင်းတို့မန္တလေးတို့ပါဝင်တဲ့ဒေသ12ခုကဒီမိုးစိတ်စိတ်မိုးထစ်ချုံရွာနိုင်တယ်ဆိုတဲ့သတင်းမှာအဲဒီလိုမျိုးအဲမိုးတွေကအာမိုးကြီးနိုင်တဲ့နေရာကွက်ကြောင်းမိုးကြီးနိုင်တဲ့ပြင်ကိုနေရာစိတ်စိတ်မိုးကြီးနိုင်တဲ့အတွက်ကြောင့်ဒီအန်ယူဂျီအမ် ဌာနကနေဒါအပြင်ဒီမိုးစလာအနေနဲ့ထုတ်ပြန်ထားတာပါအဲမိုးစလာအနေဆိုလို့ရှိရင်ဒီမန္တလေးနဲ့အနီးတဝိုက်ဒေတာတွေမှာဒီမနက်ပြန်မနက်ထိခံမှန်းချက်ကပေါ့နော်မိုးကပြင်းထန်မယ်မိုးလည်းထစ်ချုံရမယ်အဲ့ဒါကရွာရံရံနှုန်း80ရှိရလို့သိရပါတယ်ရှင်အဲ့ဒီတွဲကြောင့်ဒီငလျင်တန်တင့်ဒေတာတွေပါဝင်ဒီမိုးထစ်ချုံရနိုင်တဲ့ဒေတာတွေအားလုံးကသတိထားဖို့လိုအပ်ပါတယ်ဟုတ်ကဲ့ပါဟုတ်ကဲ့အခုလိုပြောပြပေးတဲ့အတွက်ကျေးဇူးတင်ပါတယ် ဒါကတော့ငလင်းနဲ့ပတ်သက်တဲ့နောက်ဆုံးရသတင်းအချက်အလက်တွေနဲ့ငလင်းသတင်းဖြစ်စဉ်တွေကို DPP ဝိုင်းတော်သားတွေကစဉ်ဆက်မပြတ်တင်ဆက်ပေးနေတာပဲဖြစ်ပါတယ်။